ကောင်မင်းခန့်ရဲ့ line ပေါ်မှာပဲစကားပြောပြတယ်အခုဆို तू ကတမီလေးလားမသိဘူးမွေးဝါးကြီးလေမွေးဝါးကြီးဆိုတော့ congratulation လို့ကောင်မင်းခန့်ဆိုပြီးတော့ဟိုဟူမာသူတတရရပဲဆိုတော့ဝမ်းသာပါတယ်အားတော့ဒါကတော့ဟိုမာတွေကစကြတာပဲလေဟိုသူ့ရဲ့ဒါသူပရိသတ်တွေကနေ तू ကဒါဆိုဇနီးမယားအဖြစ် तू တော့အဟိုဘယ်လိုပြောရွေးချယ်လိုက်တယ်ဆိုတော့အဲဒါလေးကမိုက်တယ်လေနော်မိုက်တယ်အခုတော့ လေးဖေဆိုတော့လေကလေးဖေပုံစံကြီးပေါ့သူကဒီနေ့ကတော့ဒါကျွန်တော်တို့စိန်နန်းတော်ရဲ့ဒါစကူလန်းဆိုင်ကွဲ9နှစ်ပြည့်အအထိမ့်မှတ်နေねကျွန်တော်တို့ပရိုမိုရှင်အနှစ်3 4ရက်ကျွန်တော်တို့ကျင်းပပြုလုပ်တာဖြစ်ပါတယ်အဲဒီ3ရက်မှာဆိုလို့ရှိရင်ကျွန်တော်တို့စိန်တယ်တွေစိန်နန်းတော်ကနေဝယ်ယူမယ်ဆိုလို့ရှိရင်25% discount ပေးပြီးတော့စိန်တယ်နဲ့ရွှေပြူတယ်တွေဆိုလို့ရှိရင်ကျွန်တော်တို့အလဲ0% ဒီလို promotion တွေပေးနေတာဖြစ်ပါတယ်အဲဒီနေ့မှဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ပြီးတော့ညီမလေးစိတ်ယွန်း Twitter ရဲ့အဲပြင်မနက်ပြန်ကြလို့ရှိရင်လည်းဒါအဲမင်းသားမင်းသမီးပါပါသေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါစကူလန်းဆိုင်ခွဲကိုလာရောက်ခဲ့ဖို့လဲကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒါအပြင်စိန်နန်းတော်ကနေပြီးတော့ပုဂိုလ်မျိုးမှာလဲဒါကျွန်တော်တို့ promotion လာလုံးပါပါအဲ့ဒါတော့ ပဲခူးမျိုး icon shopping center မှာ9ရက်နေ့ကနေပြီးတော့14ရက်နေ့ထိအမှုပညာရှင်ပေါင်းများစွာနဲ့ဒါ promotion ပွဲလေးလာလုပ်အောင်ပါအဲ့ကြလို့ရှင်လဲဒါပဲခူးမျိုးသူမျိုးသားတွေအနည်းရုံကရှိတဲ့ဒါစိတ်နှမ်းတော်ရဲ့ပရိသတ်တွေ customer တွေလာရောက်အားပေးပါအောင်လို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာမိုင်းကိုရင်းနှီးလာကြပြီးလို့ခန်းစားနေရတယ်တကယ်ပဲတို့မှတ်တိုင်လေးတစ်ခုပေါ့နော်မှတ်တိုင်လေးတစ်ခုဆိုတာအဲ့ချိန်တုန်းကလဲကျွန်တော်ရဲ့ဒါအဲတရုတ်ဆောင်ပိုင်းအရေးသွေး ပြီးတော့ကင်မရာပေါ်မှာကျွန်တော်တို့အဲဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမလဲဆိုတဲ့အတွေ့အကြုံလေးကိုကျွန်တော်နေပါလေးကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ဖြစ်တယ်အဲနောက်ပိုင်းကျရင်တော့အခုနောက်ပိုင်းထွက်တဲ့ဟာတွေမှာတော့ကျွန်တော်ဒီထက်ပိုပြီးကောင်းအောင်တော့အမြဲတမ်းစူးစမ်းနေပါတယ်အဲအဲ့ချိန်တုန်းကကျွန်တော်ရဲ့ယူထားတဲ့ character လေဦးအောင်သခင်သူကကိုအောင်သခင်တော့မဟုတ်ဦးအောင်သခင်ဆိုတော့ကျွန်တော်အဲ့အရွယ်တုန်းကအသက်အရွယ်နဲ့ကလည်းခလေးရုပ်လေးနဲ့ဆိုတော့အဲ့လိုနှကမ်းမွေးကလည်းဟိုကျွတ်တူကျဲတဲလေးတွေ အထူးထူးထဲထဲမပေါက်သေးတဲ့အရွယ်လေးပေါ့နော်လူပြိုဝင်ငါးစားလေးမှာကျွန်တော်ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကာရက်တာမှာတော့ကျွန်တော်အများကြီးစူးစမ်းခဲ့ရတယ်အခုပြန်ကြည့်တဲ့အခါမှာလည်းဒါ အာဘလိုပဲနေနေလိုအပ်ချက်တွေအများကြီးရှိရဆိုပေမဲ့လည်းအဲကိုကိုပြန်ကြည့်ရဲ့အချိန်မှာအော်ငါတော်တော်ကြိုးစားပြီးလုပ်ခဲ့ပါလားဆိုတဲ့ဟာလေးကိုတွေ့ရတယ်အခုဆိုလို့ရှိရင်လည်း MRT4 မှာဒါကျွန်တော်တို့ပြန်ပြနေရပေါ့နော်ရေနာတွေရရေတနာအခုချိန်ဒီကျွန်တော်ပြိသက်တွေဆိုရှိသေးတယ်ဟာဥအောင်တခင်ဥအောင်တခင်ဆိုပြီးတော့အဲ့ ठी ကိုအဲမှတ်တိုင်လေးတစ်ခုဖြစ်ခဲ့ရတဲ့အတွက်လည်းဒါကျွန်တော်ရဲ့ပြိသက်တွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအစားလို့ပြောလို့ရတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်2012လောက်မှာ အအချစ်တင်ဂေတာစရိုက်ပြီးတော့ဒီယေဒနာရိယယေဒနာကျတော့2015-16လောက်မှာကျွန်တော်ရိုက်တာရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ဘဝကျွန်တော်ဟိုခေါင်းဆောင်မင်းသားမဖြစ်ခင်အဲဒီပြိတ္တတွေ ကိုကျွန်တော်လက်ခံမှုအတွက် ဖြစ်လာတဲ့ဇလန်းတွဲတွေတွေကတခုလို့လဲအဲကျွန်တော်ပြောပြောလို့ရပါတယ်အဲအဲ့အတွက်လဲကျွန်တော်ပြိသက်တွေကိုရင်ထဲကနေပြီးအမြဲတမ်းကာရဝပြုပြီးတော့ခြေစုတင်ပါတယ်အဲဒါပြိသက်တွေကြောင့်ပဲကျွန်တော်2018လောက်မှာမှစပြီးတော့ကျွန်တော်ဇလန်းတွဲမှာအဲခေါင်းဆောင်မင်းသားနေရာနေပြီးတော့ပြိသက်တွေနေရာကျွန်တော်ပြေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်လာမင်းလေးကဒီမှာตาနေရအောင် ဒီရွေနဲ့ပြန်ကြည့်ရဆိုလို့ရှင်တော့ဟာကလေးလေးကဟိုဇွတ်လူကြီးပုံစံလုပ်နေရတဲ့အနေထားလေးခုနကကျွန်တော်ပြောသလိုလိုအပ်ချက်လေးကိုကျွန်တော်ရှိရဆိုပေမဲ့လည်းဒီဥအောင်တခင်ဆိုတဲ့ character ကို100%မဝင်ရင်တောင်မှကျွန်တော်70%လောက်ကျွန်တော်ဝင်အောင်ကြိုးစားခဲ့ရပါတယ်ပြီးတော့ကျွန်တော်နဲ့တွေ့တဲ့အဟိုခေါင်းဆောင်မင်းသားကလည်းကိုအောင်မင်းခန့်ဖြစ်နေတဲ့အခါမှာ ကောင်မင်းခန်းနဲ့ကျွန်တော်နဲ့ဆိုလို့ရှိရင်လည်းအရက်ကောပေါ်ရီရောကအရန်ကွာချားတာကိုရှိတယ်။အဲ့ထဲမှာမှကျွန်တော်ကဒီဇလန်ထဲမှာဆိုရင်ကောင်မင်းခန်းကိုကျွန်တော်ကနိုင်နဲ့နှကားကိုနိုင်နဲ့ဂလုံဆိုပြီးရိုက်ရတာဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မန်အရန်တင်းထားရပါတယ်။ဘာကြောင့်လဲဆိုတော့ဖြဲချွားရတဲ့ပုံစံဖြစ်သွားတာပေါ့နော်။ကျွန်တော်ရဲ့အဲဟိုကာပုံစံနဲ့တကယ်ဒီလိုကောင်မင်းခန်းကိုနိုင်နေဆိုတော့အရာမှာကျွန်တော်ရိုက်ကူးရတာဖြစ်တဲ့အတွက်အရန်ကို ိုမန်ကြီးတင်းပြီးတော့ကျွန်တော်ရိုက်ခဲရတာမျိုးလေးပြန်ကြည့်တဲ့အခါမှာလည်းဟိုကျေနပ်ပါတယ်ခင်ဗျဟုတ်ထပ်ဆုံရမှာပါကျမတို့ပြန်ပြီးတော့ထပ်တွေ့ကြမယ်လို့ကျမအာမခံပါတယ်ခင်ဗျပါအဲ့ခါကကဲအဲ့ကားမှာကျွန်တော်တရုပ်ဆောင်ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုချိန်ထိရေကောင်းကောင်းမကူးတတ်သေးဘူး။ရေကောင်းကောင်းမကူးတတ်သေးဘူး။အဲ့ကားမှာကလည်းရေငကားတို့ကရုံဆိုရေတွေပါတယ်ဆိုတော့အဲ့လိုမျိုးအဲ့ကားရိုက်ဖို့အတွက်ရေကူးသွားတင်တယ်အမှတ်တရလေးရှိတယ်။ရေကူးသွားတင်တဲ့အချိန်မှာ ကျွန်တော်ရေကြောက်တတ်တဲ့ဒီ phobia တစ်ခုရှိရဲ့ကျွန်တော်မှာဆိုတော့အဲ့ဒီအချိန်တော့သွားတင်တော့ဘလို့မှမတက်မတက်မတက်ဆိုတော့ဆရာကစိတ်မရှိပဲနဲ့ကျွန်တော်ကိုကိုးပြီးနေတဲ့နေရာကြီးမှာကျွန်တော်ကိုတွန်းချလိုက်တာအဲ့တွန်းချပြီးနောက်နေ့လဲရောက်လဲရောက်ကျွန်တော်မသွားတော့အပေါ်တော့ရအောင်ကျွန်တော်ပြန်တက်တယ်အဲ့မဲ့နောက်နေ့မသွားတော့ကျွန်တော်ရေကြောက်တတ်တာကိုအဲ့မှာ trauma ရအောင်ပြီးထပ်မသွားတော့ ငွေတုံးကလည်းကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်အိမ်မှာအလုပ်လုပ်တဲ့အဲဒီကျွန်တော်အကိုကြီးတွေရှိတယ်လीကျွန်တော်ငွေတုံးကအကြောင်းတက်တဲ့ရွေးတော့အဲ့ချိန်တော့လည်းမြစ်စိတ်မှာအဲ့ကိုကြီးရေသွားကူးရင်းနဲ့အဲ့လိုမြစ်စိတ်ထဲမှာမြုပ်သွားတာတွေပြီးတော့ကျွန်တော်ရဲ့ဒါ US ကရောက်ခဝင်ခွဲလဲအိမ်မှာရေကူးနေရင်းနဲ့ဒါရေကန်ထဲမှာပြန်ဆယ်လာတဲ့ချိန်မှာအသက်ဟိုပါသွားတာတွေအဲ့ဒါတွေကကျွန်တော်ရဲ့အနီးပတ်ဝန်းကျင်မှာပဲမြင်တွေ့ခဲ့ရတော့ကြတော့ အဲ့ဒါကိုကျွန်တော်ရေကိုအရန်အခုချိန်ထိ trauma ရပြီးကြောက်နေတာအခုချိန်ထိရေမကူတတ်သေးဘူးရေမကူတတ်သေးဘူးကျွန်တော်ရေစိန်တတ်တယ်ဆိုင်တဲ့ချိန်မှာရေနေတိုင်းပါမဖြစ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ပွင့်လင်းလင်းပြောတယ်ရေမကူးတတ်ဘူးဆိုတဲ့အချိန်ကျတော့အကုန်လုံး safety ဘိုင်းမှာအကုန်လုံး ready stand by အကုန်လုံးစောင့်ပြီးတော့ cut ဆိုတာ ਨੇ အဲ့လိုမျိုးလာဆယ်ပေးတာရှိတယ်ရေအောက်ထဲမှာကိုကျွန်တော်တို့ရိုက်ရတာအဲ့ဒါအိကာရိုက်တော့အရန်ကြောက်တာပေါ့ ဲ့ချိန်တုန်းကလည်းကျွန်တော်အရန်စူးစမ်းနေရတဲ့အချိန်ဆိုတော့ဒီဟိုတခြားအလုပ်တွေလည်းကျွန်တော်မအာရုံမရှိဘူးဒီဇလန်းတွဲတစ်ခုဆိုတစ်ခုထဲမှာပဲအာရုံလုံးဝနှစ်ထားနိုင်တဲ့အနေထားဆိုတော့အဲ့လိုမျိုးကောင်းကောင်းလုပ်နိုင်ခဲ့တယ်ပေါ့နော်ဟုတ်ကော်မင်းခန့်နေရ line ပေါ်မှာပဲစကားပြောပြတယ်အခုဆိုသူကတမီလီလာမသိဘူးမွေးဝါးကြီးလေမွေးဝါးကြီးဆိုတော့ congratulation လို့ကောင်းမင်းခန့်ဆိုပြီးတော့ဟိုဟိုမှာသူတတရရပဲဆိုတော့ဝမ်းသာပါတယ်ဟုတ်အားမကြောက်ဘူးဟမ်အားမကြောက်ဘူး အားတော့ဒါတော့ဟိုမာရီကစကြတာပဲလေဟိုသူ့ရဲ့ဒါသူပရိသတ်တွေကနေသူကဒါဆိုဇနီးမယားဖြစ်သူတော့အဲဟိုဘယ်လိုခေါ်ရွေးချယ်လိုက်တယ်ဆိုတော့အဲဒါလေးဟိုကမိုက်တယ်လေနော်မိုက်တယ်အဲ့ဒါလေးတော့အာဟိုကဖြစ်တယ်ဘာဒါဒါမှလည်းသူ့ကိုနားလဲပေးနိုင်မယ်ဒါမျိုးစုံပေါ့ support ပေးနိုင်မယ်ဒါမျိုးလေးဆစ်စရာလေးနော်ချစ်စရာလေးအခုတော့ကလေးဖေဆိုတော့လေကလေးဖေပုံစံကြီးပေါ့သူက ယူကောနဲ့မိမိရောတွေ့ဘာမတွေ့ရသေးဘူးမတွေ့ရသေးဓပုံလေးပဲတွေ့ရသေးရ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သူတို့နေရကြတော့လေနေညတွေကလွဲနေတာဆိုတော့လေကျွန်တော်စာပို့ထားရင်လည်းသူကဟို active ဘလောက်အကိုဆိုပြီးဖြစ်နေအဲ့လိုသူ no မှသူကြည့်ရကျွန်တော်အိမ်နေပြီအဲ့လိုမျိုးလေးပေါ့ဟုတ်အဲအားလုံးကိုဒါဒီနေ့အာ interview လေးကိုဒါအချိန်ပေးပြီးတော့ကြည့်ရှုပေးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်အာဟိုပရိသတ်များအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ